ရေခဲတောင်ပေါ်မှာမင်္ဂလာပွဲလုပ်ခဲ့တဲ့ဝိမုံရွှေကြီးကိုအားကြမခံပဲရေခဲတောင်ပေါ်မှာမြန်မာလိုလက်ထပ်လိုက်ကြတဲ့ကြော်ကြော်နဲ့စုမြတ်လို့ပရိသတ်များရှင်မြန်မာ Selling Insider ကိုချိန်ပြီးတော့ပြန်လည်လို့ကြိုဆိုပါရရှင်ကြော်ကြော်နဲ့စုမြတ်လို့ဦးတို့ကပြီးခဲ့တဲ့လပိုင်းမှာပဲမင်္ဂလာလက်မှတ်ရေးထိုးပြီးတော့လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်မင်္ဂလာပွဲလုပ်ဖို့အချိန်ယူပြီးတော့စုဆောင်းနေတာပါဆိုပြီးတော့အချိန်နေကြာနေခဲ့တာပါဒါပေမဲ့နှစ်ဖက်မိဘတွေကိုသာခေါ်ပြီးတော့လက်မှတ်ရေးထိုးလိုက်တာဖြစ်ပါတယ် မင်္ဂလာပွဲလဲကြီးကြီးကျယ်ကျယ်မလုပ်တာမို့ကျော်ကျော်နဲ့စုမျက်နှာဦးတို့ကိုတော်တော်လေးဝေဖန်နေကြတာဖြစ်ပါတယ်။ကျော်ကျော်ကစုမျက်နှာဦးကိုတန်ဖိုးမထားဘူးလို့လဲဝေဖန်နေကြတာဖြစ်ပါတယ်။ဝေဖန်နေသူအားလုံးကိုကျော်ကျော်နဲ့စုမျက်နှာဦးတို့က ရေခဲတောင်ပေါ်ကမင်္ဂလာဦးတက်ပုံနေနဲ့ surprise တိုက်လိုက်ပါတယ်။ကြော်ကြော်နဲ့အစိုးမြတ်နှုတ်ဦးတို့နှစ်ယောက်ကအပြာရောင်မြန်မာဝစ်စုံလေးတွေကိုဝစ်ဆင်ပြီးတော့ဟိမဝန္တာရေခဲတောင်ပေါ်မှာမင်္ဂလာဆုံးခက်အလူလေးလုပ်ပြီးတော့တက်ပုံနေရိုက်ခဲ့ကြတာဖြစ်ပါတယ်။ pre wedding ပုံတွေကိုလက်ထပ်ပြီးတော့မှ honeymoon keys နေနဲ့ရိုက်ပြလိုက်ကြတာဖြစ်ပါတယ်။ကြော်ကြော်နဲ့အစိုးမြတ်နှုတ်ဦးတို့ကဟိမဝန္တာရေခဲတောင်ကိုခီးထွက်ကြတာဖြစ်ပြီးတော့ မင်္ဂလာလက်မဲ့ရေထိုးထားတဲ့လက်ထက်စာကြုံနဲ့ဓပုံရိုက်ဖို့ကိုလည်းတေချာပြင်ဆင်ခဲ့တာပါသူတို့နှစ်ယောက်ရဲ့မင်္ဂလာဦးဓပုံလေးကိုဘယ်အနုပညာရှင်နဲ့မှမတူဘဲတမှုထူးခြားစေချင်တာကြောင့်ဖြစ်ပါတယ်ဒါကြောင့်မို့လဲဟေမွန်ဒါရေခဲတောင်ပေါ်မှာမင်္ဂလာဦးစွန်ကက်အလူလေးကိုအမတ်တရဓပုံရိုက်လိုက်ကြတာဖြစ်ပါတယ် ကျော်ကျော်နဲ့စုမြတ်နိုးဦးတို့ကဝင်းမုံရွှေရီတို့ကိုအားကြမခံမင်္ဂလာပွဲကိုကျင်းပလိုက်တာဆိုပြီးတော့တချို့ကလည်းထောက်ပြနေကြတာပါဝင်းမုံရွှေရီကဖူကြီးရေခဲတောင်ကိုနောက်ခံထားပြီးတော့ရေခဲတောင်ပေါ်မှာမင်္ဂလာပွဲကိုအခမ်းအနားနဲ့အကြီးကျယ်ဆုံးကျင်းပခဲ့တာဖြစ်ပါတယ် ရှိခဲ့တဲ့အပေါ်မှာ romantic ဆန်တဲ့လက်ထပ်ပွဲမျိုးကိုကျင်းပနိုင်ဖို့ဆိုတာမလွယ်ကူတာမို့ဝင်းမုံရွှေရဲ့လက်ထပ်ပွဲကလူတိုင်းအားကြခြင်းစရာလက်ထပ်ပွဲမျိုးဖြစ်ခဲ့ပါတယ်။ကြကြုံနဲ့စုမြတ်တို့ဦးတို့ကလည်းရေကြီးထောင်ပေါ်မှာမင်္ဂလာဥတ္တပုံနဲ့ရိုက်ပြီးတော့ မင်္ဂလာဦးဆုံးကန့်နိုင်တဲ့အနုပညာရှင်ဆောင်တွေတရွဲဖြစ်သွားပါပြီ။ဒါအပြင်စုမျက်နှာဦးကိုကြတော့ကမင်္ဂလာပွဲလေးတောင်မချင်းပါဦးဆိုတဲ့ဝေဖန်ချက်တွေကိုလည်းသူတို့ကမင်္ဂလာလက်မဲ့ရေးထိုးတဲ့နေ့မှာကြီးကျယ်ခမ်းနားတဲ့မင်္ဂလာပွဲကျင်းပခဲ့ကြောင်းကိုအသိပေးလာခဲ့တာဖြစ်ပါတယ်။ဟိုတယ်မှာမင်္ဂလာဆောင်ခဲ့ကြတာဖြစ်ပြီးတော့ဗီဒီယိုနဲ့ပုံတွေကိုမချပြခဲ့ကြတာဖြစ်ပါတယ်။သူတို့ရဲ့မင်္ဂလာပွဲကိုအနုပညာရှင်တချို့ကလည်းတက်ရောက်ခဲ့ကြပါတယ်။ဝဝဝင်းရွှေတို့လိုအနုပညာရှင်တွေကိုပါဖိတ်ကြားပြီးတော့ မင်္ဂလာလက်မှတ်ရေးထိုးပွဲကိုကျင်းပခဲ့တာဖြစ်ပါတယ်။ပြီးတော့မှသာ Honeymoon Keyson နေနဲ့ Hemo Wonder ရေခဲတောင်ဘက်ကိုခီးထွက်ခဲ့ကြတာပါ။ခီးထွက်တာကလည်းတီးတန့်ထွက်တာမဟုတ်ဘဲခီးသွောအဖွဲနဲ့အတူတူသွားခဲ့ကြတာပါ။ဒါအပြင်ခီးသွောတဲ့တဲမှာကြောက်ခုဆရာတော်လေးပါရာမို့မင်္ဂလာဦးစွန်ကက်အလူပါတခါရဲတပ်ပုံရိုက်ခဲ့ကြတာဖြစ်ပါတယ်။ကြော်ကြော်နဲ့စူးမြတ်တို့ဦးရောကခီးသွောရင်းနဲ့အခုလိုတပ်ပုံကိုအချောင်ရိုက်တာဆိုပြီးတော့ခီးသွောပေါ်တချို့ကလည်းနောက်ကျောင်းတွေကိုဖော်နေကြပြန်ပါတယ်။ အရိခီကိုတီးတက်မသွားနိုင်ပေမဲ့ခီးသွားပေါ်ရင်နဲ့သွားရင်နဲ့တပုန်ရိုက်ဖို့အတွက်ရည်ရွယ်ပြီးတော့သွားခဲ့ကြတာဖြစ်ပါတယ်။ရေကြီးတောင်ပေါ်မှာမင်္ဂလာဝဲလုပ်ခဲ့တဲ့ဝင်းမုံရွှေကြီးကိုအားကျမခံမဲရေကြီးတောင်ပေါ်မှာမြမလိုလက်ထပ်လိုက်ကြတဲ့ချော်ချော်နဲ့စူးမြတ်တို့ဦးတို့အပေါ်ပရိသတ်တို့ရဲ့အမြင်လေးပြပြပေးခဲ့ပါအောင်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။